ကိတ်ပေးလိုက်ပြီးတော့သူကပြောခိုင်းလိုက်တယ်မုံမုံရဲ့ကျွေးရင်နဲ့အမကိတ်မုံမပေးခဲ့ပါနဲ့တဲ့ဒီလိုမျိုး surprise gift တွေကလေရနေကြလားအဲ့လိုမျိုးမရဘူးတခါမှလူပွဲတွေမှာပဲဟိုလာဟာပွဲမှာလက်ဆောင်ပေးတာဒီလိုမျိုးဟိုကြိုမပြောဘဲနဲ့ရတဲ့လက်ဆောင်ဆိုရင်တော့ဒါပထမဦးဆုံးပေါ့ပထမဦးဆုံးပါအာပွဲတွေမှာရတဲ့လက်ဆောင်နဲ့ဒီလိုမျိုးကြိုမပြောဘဲရတဲ့ surprise gift နဲ့ဆိုဘာကွာွားလဲ အကွာတော့ခုနလိုပေါ့ဟိုအင်းနေပုံစံနဲ့ထွက်လာတော့ surprise ပို့ဖြစ်ပါပြန်လဲမလားမေးယူရတယ်ဟလားအဲ့တော့ top secret ကိုမအားရောဂျင်းနီကညော်လျှိုးပဲပေးထားတာဖြစ်တဲ့အတွက်နောက်ထပ် surprise တွေများ fan တွေကထပ်ပြီးတိုက်ခိုင်းခဲ့မယ်ဆိုရင်တော့မအားရောမုတ်ကြီးကျွေးမှုကြီးရှိပါတယ်နော်ကျွေးမှုကြီးရှိပါတယ်ဟာဟာဒါတော့ဆိုရင်တော့ရိပ်မိပါတယ်ထင်တယ်ဒါမဲ့အထက်ပစ္စည်းဘာလဲဆိုတော့မသိသေးဟုတ်တယ်မလားဟုတ်ကဲ့ပါရှင်။ကြားလုံးလည်းဖြစ်နိုင်တယ် ဆွဲကျူလီပါကြက်ရည်လားမသိဘူးရှင်ကြက်ပါတယ်ဟာကြက်ပါလုံးဝဘလင်းဘလင်းဆွဲကျူလီနော်ဟုတ်ဒါဆိုခံမန်းမိလားကိုပရိသတ်တွေတွေကဘသူဖြစ်လာတော့ဒါမှမဟုတ်ကောင်းမလေးများလားမဟုတ်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 ကောင်မလေးကမရှိသေးဘူးဒီချိန်မှာကောင်မလေးကမရှိသေးဘူးဆိုတော့အမတို့ကကောင်မလေးလက်ရှာပေးတယ်နော်ဘလို့ကောင်မလေးမျိုးကြိုက်လဲအသားဖြူဖြူလားညိုညိုလားအဲအဓိကတော့ချစ်နေဖို့ပါပဲပေါ့ဟုတ်ကဲ့ လှသွားပြီလှသွားပြီသူလှသွားပြီအဲ့ဒါဆိုမာရီရဲ့ surprise ကအောင်မြင်လားအာအမြင်ပါဟုတ်ကဲ့ပါရှင်ဒါ fancy လေးပါပြီးရင်ဒီမှာ cake လေးလည်းပါတယ် cake ပေးလိုက်ပြီးတော့သူကပြောခိုင်းလိုက်တယ်မုံမုံရဲ့ကြွေရင်လည်းအမ cake မုံမပေးခဲ့ပါနဲ့တဲ့ဒီနေ့မွေးနေ့ဆိုတော့ ဒီနေ့တော့26နေ26ဆိုအမတို့အဲ့ဆို26ရက်နေ့မှပြန်လာခဲ့မယ်ရရရဒီဖုန်းကြောင်မှာအလူလုံးမှာအလူလုံးမှာ okay အဲ့ဆို26ရက်နေ့လာစားမယ်နော်ဝန်ထမ်းတွေရောအကုန်ခေါ်ခဲ့လို့ရတယ်အကုန်ခေါ်တယ်အကုန်ခေါ်ဟုတ်ကဲ့ပါရှင်ဒါကိတ်လေးပါဆိုတော့ဒီပစ္စည်းလေးဖွင့်စီရအောင်ရှိတာဆိုတော့ပစ္စည်းလေးတစ်ချက်လောက်ဖွင့်ကြည့်ပေးပါနော်မနဲ့ဒါလေးလဲရအောင်အခုမယ်လို့ထင်တယ်စိတ်ထဲမှာဒီတော့မသိဒီတော့မသိတော်တော်ပေါ့တယ်နော်ဟုတ်တယ်အဲကြည့်လိုက်မလားဟုတ်ကဲ့ပါရှင် ဒီလိုမျိုး surprise gift တွေရလေရနေကြလားအဲ့လိုမျိုးမရဘူးတခါမှဟိုပွဲတွေမှာပဲဟိုလာအာပွဲမှာအာလက်ဆောင်ပေးတာဒီလိုမျိုးဟိုကြိုမပြောဘဲနဲ့ရတဲ့လက်ဆောင်ဆိုရင်တော့ဒါပထမအဦးဆုံးပေါ့ပထမအဦးဆုံးပါအာပွဲဒီမှာရတဲ့လက်ဆောင်နဲ့ဒီလိုမျိုးကြိုးမပြောဘဲရတဲ့ surprise gift နဲ့ဆိုဘာကွာပါလဲအကွာပါဆိုခုနလိုပေါ့ဟိုအင်းဒီပုံစံနဲ့တက်လာတော့ surprise ပို့ဖြစ်ပါပြန်လဲမလားမေးယူရတယ်ဟာလားဟုတ်ကဲ့ဟုတ်ပြန်လိုက်လို့ရပါတယ် ်အပရိသတ်တွေကအိန္ဒိယပုံစံလေးကိုတွေ့ပြီးတော့လေခိုင်ဝမ်ဘယ်လိုလုပ်မလဲပို့ပြီးတော့မလုပ်ပါဘူးအဲ့ဆိုရင်တော့အမတို့လက်ထိုးမရတော့မယ်တင်ရမလားတင်လိုက်ရမလားမတင်ရဘူးလားအာလို့လားအဲတိတ်မကြသေးဘူးနိုင်ဝတ်တနိုင်လောက်ပဲရှိသေးတယ်မနေ့ကလည်းအရာရန်နေပြီးတော့ပြန်လာနည်းနည်းမိုးကြောက်တယ်အဲ့တော့ခရီးတဲ့ပန်းနေရဆိုခုနမှလို့တာရေဘတ်စားပြီးတော့အိမ်င်းဒီတိုင်းဖုန်းတုံးနေတယ်ဟုတ်ကဲ့ ပိတ်တဲ့ပြလိုက်ရမ်းကြွေသွားမှာအိနေရင်စတန်ဒါပေမဲ့အမားတို့ကလုံးဝယတနာတစ်ခုလိုတင်ထားလိုက်ပါမယ်။နောက်မှဖွင့်ချမယ်လေနော်။ဟုတ်ကဲ့ပါရှင်။အထက်ထက်နော်။အထက်ထက်။အဖြစ်မလားမသိဘူး။အောက်ကစာရွက်လေးကိုမကြည့်ပဲနဲ့ဒါလေးပဲအရင်ဖွင့်ကြည့်လိုက်ရအောင်တို့။နော်။ချက်ချက်နော်။မလေးအဲ့လိုမျိုး surprise လုပ်ခြင်းလို့လေဟုတ်ကဲ့နီလန်ကောင်လေးရှိလားနီလန်ကောင်စဉ်းစားရတော့ပါတယ်နော် ဟာဟာဒါလောက်ဆိုရင်တော့ရိတ်မိသွားပြီထင်တယ်။ဒါပေမဲ့အထက်အပစ္စည်းဘာလဲဆိုတော့မသိသေးဟုတ်တယ်မလား။မသိသေးဘူး။ဟုတ်ကဲ့ပါရှင်။အဲ့ဒီလည်းဖြဲလိုက်လို့ရပါတယ်။လက်တီတောင်တုံးလာပြီ။လက်တီတောင်တုံးလာပြီတဲ့။မတော့သေး။ရွှေဘူးလေး။အဲရွှေဘူးလေး။အဲဒီမှာအဲ။အားရရှင်လည်းမသိဘူး။တကြားလုံးလည်းဖြစ်နိုင်တယ်။ ဆွဲကျူလေးပါကြိုက်ရလားမသိဘူးရှင်ကြိုက်ပါတယ်ဟာကြိုက်ပါလုံးဝဘလင်းဘလင်းဆွဲကျူလေးနော်ဟုတ်ဒါဆိုခံမန်းမိလားကိုပရိသတ်တွေတွေကဘသူဖြစ်လာတော့ဒါမှမကောင်းမလေးများလားမဟုတ်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 ကောင်မလေးကမရှိသေးဘူးဒီချိန်မှာကောင်မလေးကမရှိသေးဘူးဆိုတော့အမတို့ကကောင်မလေးလဲရှာပေးတယ်နော်ဘလို့ကောင်မလေးမျိုးကြိုက်လဲအသားဖြူဖြူလားညိုညိုလားအဲအဓိကတော့ချစ်နေဖို့ပါပဲပေါ့ ဟုတ်နော်သူပြိတက်တွေကိုနော်အမလေးလောလောဆယ်တော့အများပိုင်းလေးပေါ့အလူလားအများပိုင်းလေးပါအများရဲ့အချစ်တင်နေလေအာပျော်ရွှင်နေရပါတယ်။အမအများရဲ့အချစ်တွေနဲ့ပျော်ရွှင်ရတယ်ဆိုပြီးတယောက်တစုံတယောက်ကိုရွေးသွားရင်တော့အများကဝိုင်းပြီးရန်တွေ့မှာ။ရန်တွေ့မှာနော်ပြောတော့အများပိုင်းလေးဆိုပြီးတော့ဆိုဆိုတော့ဒီနေ့လက်ဆောင်ပို့ပေးတဲ့သူကမောင်လေးကိုဒီလိုမျိုးလက်ဆောင်လေးတွေပို့ပေးတဲ့အပြင်မှာအမကိုစာလေးပါလိုက်တယ်အမဖတ်ပြပေးမယ်နော်။ Happy birthday ပါကိုကြီးမွေးနေ့မှစပြီးစိတ်ညစ်စရာဆိုတာဘာလဲလို့မေးယူရတော့တဲ့အထိပျော်ရွှင်မှုတွေရရှိပါစေ ဘာအခက်ခဲမှမရှိဘဲနဲ့ချပြခြင်းနဲ့အမှုပညာတွေကိုအကောင်းဆုံးချပြနိုင်ပြီးများစွာသောအောင်မြင်မှုတွေရရှိပါစေရှင်။မတင်မှတ်ဖဲတွေ့ကြရတဲ့ TikTok ဗီဒီယိုလေးကနေစကားပြောဆို အမှုရာလေးတွေကိုသဘောကျလို့စပြီးတော့သတိထားမိပြီးဘသူလဲရှာကြည့်မိတဲ့နောက်မှာတော့အကိုရဲ့ fan တွေတဲ့ကတယောက်ဖြစ်လာခဲ့ပါတယ်။အကိုအနာကိုမလာနိုင်သေးတဲ့ကိုကလေအကိုနဲ့ကွန်တက်ရခြင်းလို့နှီးမျိုးစုံနဲ့စူးစမ်းခဲ့ရပါသေးတယ်။ကောင်လေးက ဖန်တွေကိုလမ်းမဖွင့်ပေးထားဘူး။တော်တော်ခက်ခဲခဲ့တယ်တဲ့။အဲ့အဆင်မပြေဘူးကောင်းလေး။လမ်းဖွင့်ပေးခဲ့ပါတယ်။မမရမကွေးပွဲမှာတော့ဆိုကျွန်တော် official 3နဲ့ဖုန်းနံပါတ်ကျွန်တော်ရွတ်ပြလိုက်ပါသေးတယ်ရွတ်ပြလိုက်ရသေးတယ်သူတို့သတိမထားဘူးသတိမထားမိရတယ်တော်တော်ဆိုးတာပဲเนาะဟုတ်ကဲ့ပါရှင်ဒီဖုန်းကိုပါဆက်ပါဟုတ်ကဲ့ပါရှင် ်အရင်ကအကိုကိုမသိခဲ့ပေမဲ့တိလာပြီးတဲ့နောက်မှာတော့အကိုကိုအကောင်းဆုံးအရာတွေကိုပဲပေးခြင်းနဲ့ဘဝအမောတွေစိတ်ပင်ပန်းမှုတွေနဲ့ပြည့်နေတဲ့လူအများစုကိုအကိုစကလုံးလေးတွေအမူအရာလေးတွေနဲ့ပျော်အောင်လုပ်နိုင်တယ်လို့ပဲအကိုကိုအမြဲပျော်စေချင်တာကကိုယ့်ရဲ့ဆန္ဒတည်တည်လေးတစ်ခုပါအတိနောက်ကြခဲ့ပေမဲ့အခုရောနောက်ကောအရှိကနေအများကြီးမကာကွယ်နိုင်ရင်တော့နောက်လက်ကြည့်တဲ့အချိန်တိုင်းမှာတော့အမြဲခွန်အားဖြင့်ရှိနေပေးပါမယ်အကိုကတော့ပျော်အောင်နေရမယ်နော်အပြင်မှာတစ်ခါ ားမှမတွေ့ဘူးလို့အကိုရှိတဲ့အရက်ကိုပြေးလာခြင်းမိတာလဲအယူတစ်ပိုင်းပါပဲအများကြီးပျော်ရွှင်ပါစေအကိုတဲ့ကဲဖန်ကယ်လေးတွေကတယောက်ဖြစ်မှာနော်ဟုတ်တယ်ဖန်ဖန်ဝိုင်းလေးတွေရောရှိလားရှိတယ်ရှိတယ်ဟုတ်ပြီဝိုင်းမှာတော့အများဆုံးပါပဲအပွဲတွေတောင်လန့်လန့်ခေါ်တယ်ဟုတ်ကဲ့ ရန်ကောင်းနေမကွေးဆိုတော်တော်ပင်မန်းပါနော်ပင်မန်းနေအခုတော့ဒါဒါပွဲရက်လေးတိုက်နေတယ်တပွဲလွတ်သွားသေးတယ်ဩတပွဲလွတ်သွားသေးတယ်ဒါဆိုရင်တန်ခဲလေးတွေရောဖန်ပွိုင်းလေးတွေရောနော်ကို့ကိုချစ်တဲ့ပရိသတ်နာဒါဆိုရင်ဥတော်တော်ကိုကိုမမအကုံပါမှာပဲကလေးလူကြီးနော်ဆိုတော့အကုံလုံးကိုကိုရဲ့ဖန်တွေအကုံလုံးစကားလေးအမှတ်တရပြောပြပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်အခုလိုအဲခွန်အားဖြစ်နေကောင်းတနေရနေရှိပြရအတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှေ့ဆက်ပြောဟိုဖြတ်သန်းမဲ့အနုပညာလုပ်ငန်းတွေမှာလဲကို့အတွက်ကိုမကြည့်ဘဲနဲ့ပရိသတ်တွေရဲ့ မျက်နှာပဲပေါ့ပိဿတိအဓိကပျော်ရွှင်မှုတော့ဦးစားပေးပြီးတော့ကျွန်တော်အများကြီးကြိုးစားပါမယ်ပြီးဒီထက်မကလည်းဟိုပိဿတိမြင်ကျင်တဲ့ဟိုနေရာလေးတစ်ခုရအောင်ဆက်ပြီးတော့ကြိုးစားသွားပါမယ်ကျွန်တော်လည်းအများနဲ့ချစ်ပေးကြပါအများနဲ့အားပေးကြပါလို့ကြည့်ကြပါရဲ့ကျွန်တော်လည်းအားလုံးအများနဲ့ချစ်ပါရဲ့ဟုတ်ကဲ့ပါရှင်ဆိုတော့အာကို့မှာဒီလိုမျိုးအနုပညာလမ်းကြောင်းကိုရှောက်ပြီဆိုတဲ့ဟိုကအနုပညာအလုပ်လုပ်ပြီဆိုတဲ့ဟိုက ပရိသတ်ရှိတယ်ဖန်ရှိတယ်ဆိုတာလေဒါကံကောင်းခြင်းတစ်မျိုးပဲလीเนาะပရိသတ်မရှိဘဲနဲ့အာဖန်နေမရှိဘဲနဲ့ရှေ့ဆက်ဖို့ဆိုတာနည်းနည်းလေးခဲရင်တယ်လीเนาะဒါကြောင့်မလို့အာမောင်လေးပိုင်ဆိုင်ထားတဲ့ကံကောင်းမှုတွေပြီးလို့ရှိရင်ဖန်အင်အားတွေပြီးလို့ရှိရင်တခြားသောကိုလှုပ်ချင်တဲ့ပေါ့เนาะအမှုပညာအလုပ်တွေကိုအကောင်းဆုံးလုပ်နိုင်ပြီးကံကောင်းမှုတွေအများကြီးပိုင်ဆိုင်နိုင်ပြီးတော့အောင်မြင်မှုတွေအများကြီးရရှိပါစေလို့မားတို့ကလည်းဆုတောင်းပေးပါရနော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးများတင်ပါတယ်အခုလို့ ဟိုဝိုင်းမွန်းပြီးတော့ဟုတ်ကဲ့ဟုတ်အမိုးပေးရအတွက်ကုညီပေးရအတွက်အားကြီးတယ်တမန်ဟုတ်ကဲ့ပါရှင်တကယ်26နှစ်ကြာရင်လည်းအိုင်းလာခဲ့ပါတော့တပြုံးခေါ်တော့လည်းရအောင်လာခဲ့မယ်နော်ဒါရတယ်ဟုတ်ကဲ့ပါရှင်ဆိုတော့ဒီနေ့အမှတ်တရပို့ပေးတဲ့ဒါဒီကပရိသတ်လေးတယောက်ကိုလည်းမောင်လေးရအမှတ်တရစကားလေးသူ့အတွက်သီးသန့်လေးပြောပြပါအောင်ရှင်ဘသူဘယ်ဝမ်းဟိုမသိပါမယ်ပေါ့နော်လိုက်လိုက်လေးလေးအားကြီးကျေးဇူးတင်ပါတယ်နောက်ထပ်ဆက်ပြီးတော့လည်းအများအားချစ်ပေးပါဦးကျွန်တော်နေနေလေအားလုံးအတွက်ပေါ့နော် တူတယောက်လည်းတော်တော်မဟုတ်ပါအားလုံးအတွက်ပေါ့တက်နိုင်ဆုံးစူးစမ်းပါမယ်အများတိုင်းချစ်နိုင်အောင်လည်းကျွန်တော်ဆက်ပြီးတော့ နေပါမယ်ဟုတ်ကဲ့ပါရှင်ဆိုအားလုံးအခြေကိုတိမ့်မိုက်နိုင်ပါစေလို့လည်းအမတို့ကထပ်ပြီးစတောင်းပေးပါရနော်ဟုတ်ကဲ့ပါရှင်အမတရအနေနဲ့ဒီနေ့ဒါသူက surprise ပို့တဲ့ဗီဒီယိုလေးကိုရိုက်ခိုင်းထားပါတယ်ဒီဗီဒီယိုလေးကအမတို့ live မှာမှာတင်ခွင့်ရှိလားသူစီပဲပို့ပေးရမလားရှင်ရပါတယ်မှာတင်ရအောင်နော်အဲ့တော့ top secret ကိုအမတို့ကဂျင်းနီကညှော်လျှိုးပွဲပေးထားတာဖြစ်တဲ့အတွက်နောက်ထပ် surprise တွေများ fan တွေကထပ်ပြီးတိုက်ခိုင်းခဲ့မယ်ဆိုရင်တော့အမတို့ကမုတ်ကြီးကျွေးမှုကြီးရှိပါတယ်နော်ကျွေးမှုကြီးရှိပါတယ်ဟုတ်ကဲ့ပါရှင်ဒါလေးက top secret ပါဟုတ်ကဲ့ပါရှင်ဆက်ကြပါရှင် ွေးနေ့မှာမွေးနေ့ရက်မြတ်မှာလည်းကုသိုလ်ကောင်းမှုတွေအများကြီးလုပ်နိုင်ပြီးတော့เนาะနောက်ထပ်နောက်ထပ်နေ့ရက်တိုင်းမှာလည်းပျော်ရွှင်မှုတွေအများကြီးရပါစေလို့ဆုတောင်းပေးပါရနော်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့အဝေးကနေလာရတာဆိုတော့နားယူလိုက်ပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့